ဂျပန်နိုင်ငံရဲ့ဝင်ကြီးချုပ်သစ်ဖြစ်သူဆာနဲတာကာအီချီကရာရူရယူပြီးသတင်းပတ်အနေနဲ့အကြာမှာပဲတရုတ်နိုင်ငံနဲ့ပူချိုင်မှုတွေတိတိတသာစတင်ဖြစ်ပွားနေပါပြီ။ဒီတင်မှမှုတွေစတင်ရတဲ့အဓိကအကြောင်းရင်းကတော့သူမရဲ့ပြက်သားတဲ့ပြောဆိုမှုပါပဲ။ဝင်ကြီးချုပ်သစ်ကတရုတ်နိုင်ငံနေနဲ့ ထိုင်ဝမ်အပေါ်မှာကျူးကျော်လိုတဲ့အပြုအမူတွေပြုလုပ်လာခဲ့မယ်ဆိုရင်ဂျပန်ဘက်ကစီးရီးအရတုံးပြန်သွားနိုင်တယ်လို့အဆိုပြုပြောကြားခဲ့တာကြောင့်ဒင်းမာမိုရီယာချက်ချင်းဆိုသလိုမြင့်တက်လာခဲ့တာပါဒီနိုင်ငံဘက်ကတော့ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ရင်ပြည်ပနိုင်ငံတွေရဲ့ဝင်ရောက်ဆွဲဖက်မှုကို အမြဲတမ်းအပြင်းထန်ကန့်ကွက်လေးရှိတာအလုံးအသိပါပဲအထူးသဖြင့်ထိုင်ဝမ်ကိုအဓိကလက်နက်ထောက်ပံ့နေတဲ့ American ပြည်ထောင်စုရဲ့ပါဝင်ပတ်သက်မှုကိုပို့ပြီးတော့ကန့်ကွက်ပါတယ်ဘေဂျင်းအစိုးရရဲ့သဘောထားကတော့ရှင်းရှင်းလင်းလင်းပါပဲထိုင်ဝမ်ဟာသူတို့ ပိုင်ဆိုင်တဲ့နယ်မြေဖြစ်ပြီးတော့နောက်ဆုံးမှာသူတို့ရဲ့အုပ်ချုပ်မှုအောက်ကိုပြန်ရောက်ရမယ်ဆိုတာပါပဲ။ဒါဟာတရုတ်ရဲ့ပြည်တွင်းရေးကိစ္စဖြစ်ပြီးတော့တခြားနိုင်ငံတွေအနေနဲ့မကျော်သင့်တဲ့စီးဖြစ်တယ်ဆိုပြီးတော့လည်းတရားဝင်သတိပေးထားပါတယ်။အခုဆိုရင်ဒီနိုင်ငံရေးတင်းမာမှုတွေက ကာကွယ်ရေးကဏ္ဍဘက်ကပါတိုက်ရိုက်ကူးစက်လာနေပုံရပါတယ်။အထင်ရှားဆုံးအနေနဲ့ဂျပန်တိုင်းလီရင်တွေကတရုတ်ပိုင်လို့ယူဆရတဲ့ drone တွေကိုဂျားပြက်ဟန်တာဖို့အတွက်အရေးပေါ်ပြန်သန်းမှုတွေကိုမကြာခဏပြုလုပ်နေရပါပြီ။ဒီလိုလေကြောင်းပြိပခတ်အသွင်ဆောင်တဲ့ဖြစ်ရပ်တွေဟာ ဂျပန်ရဲ့ကောင်းကင်ယံလုံခြုံရေးကိုနေစနဲ့အမြချင်းချောင်းနေရလို့ဆိုနိုင်ပါတယ်။ဒါအပြင်ဂျပန်နိုင်ငံကတရုတ်ရဲ့ယံလုံမှုတွေကိုတံပြန်ဖို့အတွက်စီရေးပြူဟာမြောက်ပြင်ဆင်မှုတွေကိုလည်းစတင်လှုပ်ဆောင်နေပါတယ်။၎င်းတို့တွေကအရေးကြီးဆုံးတစ်ခုကတော့ထိုင်ဝမ်နဲ့130ကီလိုမီတာလောက်ပဲဝေးတဲ့ပြူဟာမြောက်အရေးပါတဲ့ကျွန်းတစ်ကျွန်းပေါ်မှာမြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေဖြန့်ကျက်ချထားဖို့ပြင်ဆင်နေခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာအဓိကပြူဟာမြောက်ကျွန်းကတော့ယိုနာဂူနီကျွန်းပါပဲဂျပန်တိုက်လေယာဉ်တွေကဒီကျွန်းအနီးမှာ ပြန်တန်းနေတဲ့တန်တရားဖြစ်ပွဲတရုတ်ဒရုန်းတွေကိုကြားဖြတ်ဖို့ကောင်းကင်ယံကိုအကြိမ်ကြိမ်တက်ရောက်ခဲ့ရတဲ့အတွက်ဒီဒေသမှာလေကြောင်းပြိပခဖြစ်နိုင်ကြရအလွန်မြင့်မားနေပါတယ်ထိုင်ဝမ်ရဲ့အရှေ့ဘက်130ကီလိုမီတာအကွာလောက်မှာရှိတဲ့ဒီယိုနာဂူနီကျွန်းက တရုတ်ရဲ့ချင်းချောင်းမှုတွေကနေပထမကျွန်းကွင်းဆက်ကိုကာကွယ်ဖို့ဂျိုးပတ်မှုတွေမှာအလွန်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာပါတယ်။ဒီကျွန်းကအရှိခွန်မိုင်အကျယ်ဆုံးနေရာ၃မိုင်လောက်ပဲရှိပေမဲ့စိတ်ကန်းငယ်နှစ်ခုနဲ့လေရင်ကွင်းတစ်ခုပါဝင်တာကြောင့်စည်ရေးအရာအသုံးပြုဖို့အတွက်အလွန်အရေးကြီးတဲ့အနေအထားမှာရှိနေပါတယ်။ဂျပန်ရဲ့ဒုံးကျည်ဖြန့်ကျက်မှုဟာ ထိုင်ဝမ်အရေးပေါ်အခြေအနေမှာတရုတ်ရဲ့လေကြောင်းရန်ကိုဟန်တာကာကွယ်ဖို့အတွက်အချက်ချကြတဲ့ခံတဲ့တစ်ခုအဖြစ်ပြင်ဆင်နေတာကိုထင်ရှားစေပါရယ်ဒီလိုစီးရီးတင်းမာမှုတွေမြင့်တက်လာတာနဲ့အမျှပေကျင်းဘက်ကလည်းဂျပန်ကိုဖိအားပေးမှုတွေတိုးမြင့်လာပါရယ်မကြသေးမီအရပဲတရုတ်ဟာဂျပန်ရဲ့စီးပွားရေးကိုထိခိုက်စေဖို့အတွက်ခီးသွောလုပ်ငန်းကဏ္ဍကိုပြင်ပထားလာပါရယ်ဂျပန်ကိုခီးသွောတာမျိုးမလုပ်ကြဖို့တိုက်တွန်းတဲ့သတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပါရယ်ဒီနေ့ပထမ6လအတွင်းမှာတင်တရုတ်ခီးသွော နှစ်တသမ5တန်းလောက်ဂျပန်ကိုသွားရောက်ခဲ့ကြတာကဂျပန်ကိုလာရောက်တဲ့ဧည့်သည်စုစုပေါင်းရဲ့၄ပုံ၃ပုံလောက်ရှိနေတာကြောင့်ဒီလိုတိုက်တွန်းချက်ကဂျပန်စီးပွားရေးအတွက်အကြီးအကျယ်နဲ့နာစေနိုင်ပါတယ်။ဒါအပြင်တရုတ်ကန်ကြီးဆောင်တိုက်ကလည်းနှစ်နိုင်ငံစလုံးကပိုင်ဆိုင်ကြောင်းအငင်းပွားနေတဲ့ လူမနေတဲ့ကျွန်းစုတွေတဝိုင်းကိုကင်းလဲမှုတွေလှုံ့ဆောင်မယ်လို့ကြေညာခဲ့တာကြောင့်ရေပြင်ပြိပခဖြစ်နိုင်ခြေပါတိုးလာပါတယ်။ဂျပန်ရဲ့အဓိကဆိုရင်ပူပန်မှုနောက်တစ်ခုကတော့ဘော်ဒိုကားထုတ်လို့ရင်းနဲ့တခြားကဏ္ဍတွေမှာမရှိမဖြစ်လိုအပ်တဲ့ရှားပါတတုတန်လိုက်တွေတင်ဖို့မှုကိုတရုတ်ဘက်ကကန့်သတ်လိုက်မှာကိုပါပဲ။ဝင်စည်းချုပ်အစ်ထာဂါအီချီရဲ့ပြတ်သားတဲ့သဘောထားကြောင့်တရုတ်ဂျပန်ဆက်ဆံရေးကရုပ်တရက်ဆိုသလိုစစ်ရေးစီးပွားရေးနဲ့တန်တမာရေးကဏ္ဍ၃ရပ်လုံးမှာတင်းမာလာနေပြီးတော့ အထူးသဖြင့်ရိုနာဂူနီချွန်းဝင်းချင်းကလေကြောင်းပြိပခါကတော့ဒေသတွင်မငြိမ်မသန့်မှုကိုအကြီးကအချက်ချာဖြစ်လာနေပါပြီ။လက်ရှိတင်ပေါ်နေတဲ့အခြေအနေမှာဂျပန်နဲ့အမေရိကန်ပြည်ထောင်စုတို့ရဲ့မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုဟာဒေသတွင်းတည်ငြိမ်ရေးအတွက်အဓိကတော့ချက်ဖြစ်လာပါတယ်။ဂျပန်ဝန်ကြီးချုပ်သစ်ဆာနဲတာကာအီချီရဲ့စီရေးအရတုံ့ပြန်နိုင်သည်ဆိုတဲ့ပြသတဲ့ရည်တည်ချက်ကအမေရိကန်ရဲ့ခိုင်မာတဲ့ကာကွယ်ရေးထောက်ခံမှုကိုကြောထောက်နောက်ခံပြုထားလို့ပဲဖြစ်ပါတယ်။ 1960ခုနှစ်ကချုပ်ဆိုခဲ့တဲ့ American ဂျပန်လုံခြုံရေးစာချုပ်အရ American ကဂျပန်ကိုတိုက်ခိုက်လာတဲ့မြေတီရန်သူကိုမဆိုအပြည့်အဝကာကွယ်ပေးရမယ့်အတော်ဝင်ရှိပါတယ်။ဒီစာချုပ်ကတရုတ်ရဲ့အရှံလုံတဲ့လှုပ်ရှားမှုတွေကိုဟန်တာကာကွယ်ဖို့အတွက်အကြီးကအုံမြင့်ဖြစ်ပါတယ်။ဂျပန်ရဲ့ယိုနာဂူနီချုံမှာဒုံးကျည်တွေဖြန့်ကျက်ချထားဖို့ပြင်ဆင်နေတာက American ရဲ့ထောက်ခံမှုကိုနောက်ွယ်မှာခံယူထားတဲ့ဖြူဟာမြောက်လုံရဲတစ်ခုလည်းဖြစ်ပါတယ်။အထူးသဖြင့်ထိုင်ဝမ်အရေးပေါ်အခြေအနေတွေမှာ ဂျပန်နဲ့အမေရိကန်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအရေးပါတဲ့အခမ်းအနားအနေပါဝင်လာနိုင်ပါတယ်။အမေရိကန်ရဲ့အကြီးဆုံးရေတပ်အခြေစိုက်စခန်းနေရာတစ်ခုဖြစ်တဲ့အိုကီနာဝါကျွန်းကထိုင်ဝမ်နဲ့အလွန်နီးကဲစွာတည်ရှိနေပါတယ်။တကယ်လို့တရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့ကြိုးစားလာပါကဂျပန်ပိုင်နဲ့ဖြစ်တဲ့အိုကီနာဝါကိုအသုံးပြုပြီးတော့အမေရိကန်တပ်ဖွဲ့တွေဝင်ရောက်ဆွဲဖက်ဖို့အတွက်အချက်ချကြတဲ့စစ်စင်ရေးအခြေစိုက်စခန်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ဂျပန်ဘက်ကလည်းအမေရိကန်ရဲ့စီးရီးလုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ပေးဖို့နဲ့ထောက်လိုင်းရေးအချက်အလက်တွေကိုမျှဝေပေးဖို့စီးရီးပြင်ဆင်မှုတွေနဲ့ဥပဒေရေးရာပြင်ဆင်မှုတွေလှုပ်ဆောင်နေကြပါတယ်။ဒါအပြင်ဂျပန်နဲ့အမေရိကန်နိုင်ငံကလေကြောင်းကာကွယ်ရေးပေထင်းတုံးကြီးကာကွယ်ရေးနဲ့စစ်စင်ရေးပူပေါင်းဆောင်ရွက်မှုတွေကိုအဆက်မပြတ်လေ့ကျင့်နေကြပြီးတော့တရုတ်ရဲ့ဒရုန်းနဲ့တိုင်းလေရင်စင်ခေါ်မှုတွေကိုဟန်ချားနိုင်တဲ့ဆွေးရီကိုအဆက်မပြတ်မြင့်တင်နေကြပါတယ်ရှင်ဒီလိုပူပေါင်းဆောင်ရွက်မှုဟာစစ်ရေးပိုင်းမှာသာမက စီးပွားရေးနဲ့နေပညာကဏ္ဍတွေအထိပါကျေပြန့်နေပါတယ်။တရုတ်ကဂျပန်ရဲ့ရှားပါတတုတန်လိုက်တွေတင်ပို့မှုကိုကန့်သက်နိုင်တယ်လို့ချင်းချောက်လာတဲ့အခါမှာအမေရိကန်နဲ့ဂျပန်တို့ကအရေးပါတဲ့ထောက်ပံ့ရေးကွင်းဆက်ကိုတရုတ်ရဲ့လွယ်မှုမှုအောက်ကနေရှော့ချဖို့အတွက်ပူးပေါင်းဆောင်ရွက်နေပါတယ်။ဒါအပြင်ဂျပန်ဝန်ကြီးချုပ်တဲ့ကအမေရိကန်ကိုအရင်ဆုံးတွားရောက်ပြီးတော့ Trump တို့မဟုတ် Biden လို American သမ္မတနဲ့တွေ့ဆုံခြင်းကတရုတ်ကိုရှင်းရှင်းလင်းလင်းသတင်းစကားပေးပို့ခြင်းပဲဖြစ်ပါတယ်။ဒီလိုလိုချင်းအဖြစ်ဂျပန်ဟာတရုတ်ထဲရည်တည်နေခြင်းမဟုတ်ပဲကမ္ဘာအင်အားကြီးမဟာမိတ်တစ်ခုရဲ့ထောက်ခံမှုကိုရယူထားတယ်ဆိုတာကိုပြသပြီးတော့တရုတ်ရဲ့စီးပွားရေးအရရန်ဆမှုတွေနဲ့စီးရေးအရချိန်ချမှုတွေကိုဘုံခံစစ်ကြောင်းအနေနဲ့ရင်ဆိုင်သွားဖို့ပြင်ဆင်နေပါတယ်။ဂျပန်နိုင်ငံကတရုတ်ရဲ့ရန်လိုမှုတွေကိုတံပြန်ဖို့အတွက် စည်ရေးပြူဟာမြောက်ကျွန်းတွေကိုအားဖြည့်နေပါတယ်။အရင်ကဆွေးနွေးခဲ့တဲ့ယိုနာဂူနီကျွန်းပေါ်မှာဂျပန်အစိုးရကလေကြောင်းကာကွယ်ရေးစနစ်တစ်ခုကိုတည်ဆောက်ဖို့ရည်မှန်းထားပါတယ်။ဒီလိုလှုပ်ဆောင်နေတဲ့အချိန်မှာပဲ American Marine တပ်ဖွဲ့ကလည်းမကြာသေးမီကပဲဒီကျွန်းပေါ်မှာရှေ့တန်းလက်နက်တဆင်ရင်းနဲ့စီဖြည့်ရေးစခန်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ဒီစကန်ကတရုတ်နဲ့ခွဲထွက်ရေးဂျိုးပန်းနေတဲ့ဒေတာထိုင်ဝမ်နဲ့ဒီလောက်ကြီးခဲ့တဲ့နေရာမှာပထမဆုံးအကြိမ်တီထောင်လိုက်တဲ့စကန်လေးဖြစ်ပါတယ် ဒီလို American စီးရီးအခြေခံဆောက်အုံကိုဂျပန်ပိုင်နက်ထဲမှာချက်ချင်းတိစောက်လိုက်ခြင်းကထိုင်ဝမ်အရေးပေါ်အခြေအနေမှာနှစ်နိုင်ငံပူးပေါင်းပြီးတော့လင်မြန်စွာတုံ့ပြန်နိုင်ဖို့အတွက်အဓိကပြင်ဆင်မှုတစ်ခုဖြစ်ပြီးတော့လေကြောင်းနဲ့ရေကြောင်းတိုက်ခိုက်မှုတွေကိုထိရောက်စွာခုခံကာကွယ်နိုင်ဖို့ရှိရပါတယ်။ ဒီဖြစ်ပျက်တဲ့ရနောက်ခံမှာတော့အမေရိကန်နဲ့ဂျပန်မဟာမိတ်အဖွဲ့ရဲ့အခမ်းကဏ္ဍကအရေးပါစွာအရေးမိုးထားပါတယ်။ဂျပန်ရဲ့စစ်ရေးအခြေအနေကဒုတိယကမ္ဘာစစ်အပြီးဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်နည်းနည်းရှုပ်ထွေးနေပါတယ်။အဲဒီဥပဒေရဲ့အဓိက ပုံမှန်တစ်ခုအရဂျပန်ဟာကိုယ့်မျိုးကိုကာကွယ်ဖို့ကလွဲရင်အင်အားသုံးခွင့်မရှိပါဘူး။ဒါကြောင့်လည်းသူတို့ရဲ့စစ်တပ်ကိုကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့လို့သာခေါ်ဝေါ်သုံးစွဲကြတာဖြစ်ပါတယ်။ ဒါပေမဲ့ဝင်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးလက်ထက်2015ခုနှစ်မှာပါလီမန်အတည်ပြုချက်ရယူပြီးတော့စစ်တပ်ရဲ့လုံပိုင်ခွင့်ကိုအကြီးအကျယ်ချဲ့ထွင်နိုင်ခဲ့ပါတယ်။အဲဒီဥပဒေအရဂျပန်ဟာ အာဟမိတ်နိုင်ငံ အများအားဖြင့်အမေရိကန်ကိုဆိုလိုတာပါတခုခုတိုက်ခိုက်ခံရပြီးအဲဒီတိုက်ခိုက်မှုကဂျပန်ရဲ့တည်ရှိမှုကိုပါချိန်ချောက်လာနိုင်တယ်ဆိုရင်တော့ဝင်ရောက်ကူညီခွင့်ရှိလာခဲ့ပါတယ်နိုင်ငံရေးလောကမှာအာဘေရဲ့တပည့်ရင်းလို့လူသိများတဲ့လက်ရှိဝင်ကြီးချုပ်ဒေါက်တာအီချီကတော့ဒီအချက်ကိုတရုတ်ကိုတိုက်ရိုက်သတိပေးရမှာအသုံးပြုလိုက်တာပဲဖြစ်ပါတယ် ူမကတရုတ်ရဲ့ထိုင်ဝမ်အပေါ်လုပ်ရက်တွေကိုဂျပန်ရဲ့တည်ရှိမှုကိုချိန်ချောက်တဲ့အန်ဒီရဲ့အဖြစ်ရှုမြင်နိုင်တယ်လို့ညွှန်းဆိုခဲ့တာကနိုင်ငံရေးအရအငင်းပွားစရာကိစ္စကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။လေလာသူတွေကတော့ American ပါဝင်ပတ်သက်နေတဲ့မြောက်ကိုရီးယားနဲ့ထိတိုက်တွဲမှုမျိုးကလည်းဂျပန်အတွက်အန်ဒီရဲ့ရှိနိုင်တယ်လို့သုံးသပ်ကြပါတယ်။တမိုင်းကြောင်အရာကြည့်မယ်ဆိုရင်ဂျပန်ကသူတို့ရဲ့အစုပေါင်းကာကွယ်ရေးမူဝါဒအရာ ဘယ်အရာကိုတရှိမှုချိန်ချောက်တဲ့အန်ဒီရဲလို့သတ်မှတ်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းမဖွင့်ဆိုပါဘူး။လက်ရှိမှာတော့ဒိုဂျိုအစိုးရက ဝင်ကြီးချုပ်တဲ့ဌာကဤချီရဲ့ပြောစကားကိုပြန်ပြီးတော့ရုပ်သိမ်းဖို့ဝင်လင်းနေပါတယ်။ဘာလို့လဲဆိုတော့ပြန်ပြီးတော့ရုပ်သိမ်းလိုက်ရင်ထိုင်ဝမ်အကြက်တဲဖြစ်လာတဲ့အခါသူတို့ရဲ့အစီအရေးအရွေးချယ်ခွင့်တွေကျင်းမြောင်းသွားမှာကိုဆိုရင်လို့ပါ။ ဒါအပြင်ဒီလိုနောက်ဆုံးလိုက်ခြင်းကဝင်းကြီးချုပ်တဲ့ရဲ့လူလူထောက်ခံမှုကိုကြာဆင်းစေနိုင်တယ်လို့တရုတ်ကိုစံကျင်တဲ့ခေါင်းဆောင်ကောင်းတယောက်ဆိုရက်သူမရဲ့ပြတ်သားတဲ့ပုံရိပ်ကိုလည်းထိခိုက်စေနိုင်ပါတယ်ဒီအတော်တွင်းမှာ American ပြည်အောင်စုအနေနဲ့ကတော့ထိုင်ဝမ်အပေါ်တိုက်ခိုက်မှုတစုံတရာရှိလာခဲ့ရင်စီးရီးရဝင်ရောက်ဆွတ်ဖက်မလားဆိုတာကိုရှင်းရှင်းလင်းလင်းမပြောဘဲဖြူဟာမြောက်အရင်ကနှုတ်ပိတ်နေတာကိုဆက်လက်ကြင်သုံးနေပါတယ် အမေရိကန်ကထိုင်ဝမ်ကို နိုင်ငံအဖြစ်တရားဝင်အသိအမှတ်မပြုပေမဲ့ဝါရှင်တန်ကကျွန်းရဲ့အရေးပါဆုံးမိဖန်းနဲ့လက်နက်ထောက်ပံ့သူဖြစ်နေသေးပါပဲဒီလိုဗျူဟာမြောက်မရေရာမှုတွေကြားထဲကပဲ ဂျပန်ဟာသူတို့ရဲ့ဥပဒေကိုအတိအပယ်ဖွင့်ဆိုခြင်းဖြင့်တရုတ်ရဲ့ထိုင်ဝမ်အပေါ်ချိန်ချမှုတွေကိုလေကြောင်းရေကြောင်းမှတံပြန်ဖို့အတွက်အမေရိကန်နဲ့လက်တွဲပြီးတော့အသင့်ပြင်ဆင်နေပါတယ်။မကြသေးမီအဖြစ်ပွားခဲ့တဲ့ American Thamra Tran နဲ့တရုတ် Thamra ရှီချင်းဖြင့်တို့ရဲ့ဖုန်းခေါ်ဆိုမှုကလည်းဂျပန်နဲ့ထိုင်ဝမ်အရေးကိစ္စတွေကြားမှာနောက်ထပ်ပြူဝမြောက်မိဘတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်နိုင်ငံသားဝင်ကြီးဌာနရဲ့တုံ့ပြန်ချက်အရထုတ်ပြန်ချက်အရဆိုရင် သမရထရန်ကလက်ရှိသမရရှိနဲ့ဖုန်းပြောနေစဉ်အတွင်းမှာထိုင်ဝမ်ကိစ္စကတရုတ်အတွက်ဘလောက်အရေးကြီးရယ်ဆိုတာကိုအမေရိကန်ကနားလဲပါတယ်လို့ပြောခဲ့လို့ဆိုပါတယ် ဒါပေမဲ့ trend ရဲ့ true social ကွန်ရက်မှာလူမှုကွန်ရက်မှာတင်ထားတဲ့ post မှာတော့ထိုင်ဝမ်အကြောင်းလုံးဝမပါဝင်ပါဘူး။အရိအစား American တရုတ်ဆက်ဆက်ရေးအလွန်ခိုင်မာကြောင်းကိုသာချီးကျူးထားတာတွေ့ရပါတယ်။ American သမ္မတရဲ့ထုတ်ပြန်ချက်မှာ လာမယ့် April လမှာတရုတ်ကိုတွားရောက်ပြီးတော့လဲပတ်မဲ့အကြောင်းနဲ့2026နောက်ပိုင်းကျရင်ရှီကျင်းပြင်ဝါရှင်တန်ကိုလာရောက်မဲ့အကြောင်းစတဲ့အပြုသဘောဆောင်တဲ့အနာဂတ်အစီအစဉ်တွေပါပါဝင်နေတာဖြစ်ပါတယ်။ ီလုံဖုန်းခေါ်ဆိုမှုနောက်ဆက်တွဲမှာတရုတ်ဘက်ကထိုင်ဝမ်ကိစ္စကိုအချိန်ကြိုက်ထုတ်ပြောလာတာကရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ခြင်းဖြစ်ကြောင်းနိုင်ငံခြားရေးနဲ့လုံခြုံရေးမဟာဗျူဟာပညာရှင်တွေကသုံးသပ်ကြပါတယ် ဒါဟာဝါရှင်တန်နဲ့အမေရိကန်သမ္မတထရန့်ကိုတိုက်ရိုက်သတိပေးလိုက်ခြင်းဖြစ်ပြီးတော့ထိုင်ဝမ်ကပေကျင်းအတွက်ကြော်လို့မရတဲ့စီးဖြစ်တယ်ဆိုတာကိုပြပြတသားအသိပေးလိုက်တာပဲဖြစ်ပါတယ်။ပေကျင်းကထရန့်ရဲ့မဟာဗျူဟာမြောက်လှုပ်ရှားမှုတွေအထူးသဖြင့်တရုတ်ကိုဝန်းရံပေးဆိုးမဲ့အစီအစဉ်တွေကိုအထူးစိုးရိမ်နေတာတွေ့ရပါတယ်။ဒီစိုးရိမ်မှုတွေထဲမှာ ဂျပန်ရဲ့စီရီတိုတက်လာမှုအရှိတောင်အာရှနဲ့ဩစတြီးယားမှာထရန့်ရဲ့မဟာဗျူဟာမြောက်စီမံကိန်းတွေ ပြီးတော့ဂျပန်နဲ့ဆက်ဆံရေးဒိုးမြင့်လာတာတွေအကုန်လုံးပါဝင်နေပါတယ်။အထူးသဖြင့်ဝန်ကြီးချုပ်ဒါကာအီချီရဲ့နိုင်ငံသားရေးမူဝါဒအသင်းနဲ့ဂျပန်ရဲ့လုံခြုံရေးအကျိုးစီးပွားကိုကာကွယ်ဖို့ခိုင်မာတဲ့ယက်တီချက်တွေဟာတရုတ်ကိုအဓိကစိုးရိမ်စေပါတယ်။ဝန်ကြီးချုပ်ဒါကာအီချီကထိုင်ဝမ်ရဲ့လုံခြုံရေးနဲ့ဂျပန်ရဲ့လုံခြုံရေးကဆက်ဆက်နေတယ်လို့ပြင်းပြင်းထန်ထန်မြင်တဲ့အတွက်တရုတ်ရဲ့လေကြောင်းပိုင်တဲ့ကျူးကျော်မှုတွေကို ဂျပန်တိုက်လေယာဉ်တွေကပို့ပြီးတော့ပြတ်သားစွာထုံးပြန်နေရတဲ့အခြေအနေမျိုးတွေဖြစ်လာပါဗျ။ဒါကြောင့်တရုတ်ကနိုင်ငံရေးအရသတိပေးတဲ့အနေနဲ့ထိုင်ဝမ်ဟာသူတို့ရဲ့အဓိကပြမျက်ဖြစ်ပြီးတော့ထိုင်ဝမ်ကိုအကြောင်းပြချက်လုပ်တာကတရုတ်တနိုင်ငံရဲ့မူဝါဒကိုချိုးဖောက်ပြီးတော့ပြည်ရင်းရေးကိုဝင်ရောက်ဆွဲဖက်ရာရောက်တယ်လို့သတိပေးလိုက်တာပဲဖြစ်ပါဗျ။ ဒီဖုန်းခေါ်ဆိုမှုကိုဗန်နန်ဂန်မှကြိုမပြင်ကျင်ညာပဲနဲ့တောင်ကိုရီးယားမှာအကုန်သွေးမှုပေါင်းသဘောတူညီခဲ့ပြီးတော့ရဲတပ်တပ်အနေနဲ့အကြာမှာရုတ်တရက်ဖြစ်လာတာကလည်းအကြောင်းရင်းတွေရှိပါတယ်ထိုင်ဝမ်ကိစ္စအပြင်ယူကရိန်းအရေးလဲပတ်ဝန်းနိုင်တယ်လို့သုံးသပ်ကြပါတယ်ယူကရိန်းငြိမ်းချမ်းရေးအစည်းအဝေးပတ်သက်တဲ့ဒုတက်မှုတွေကြောင့်တရုတ်ကိုဖိအားပေးပြီးတော့ဒီလိုမျိုးမော်စကိုနဲ့ပူတင်ကိုငြိမ်းချမ်းရေးစပွဲဝိုင်းကိုရောက်အောင်တွန်းပို့ခြင်းတဲ့သဘောလေးဖြစ်ပါတယ် ဒါပေမဲ့အဓိကအကြောင်းရင်းကတော့ဂျပန်ရဲ့လှုံ့ဆော်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ဝင်ကြီးချုပ်တဲ့ဌာခအီချီလက်ထံမှာဂျပန်ကထိုင်ဝမ်အကြောင်းပြပြီးတော့ပုံမလုံရှားလာတာကတရုတ်ကစိုးရိမ်တာကြောင့် trend ကိုတရုတ်ကိုဝင်းရံပိတ်ဆို့တဲ့ပြူဟာတွေဆက်မလုပ်ဖို့နဲ့ဂျပန်နဲ့အရင်ကြီးမပူးပေါင်းဖို့သတိပေးတဲ့သဘောလဲတက်ရောက်ပါတယ်။တရုတ်ကဒီဖုန်းခေါ်ဆိုမှုနဲ့အထုတ်ပြန်ချက်ကိုအသုံးပြုပြီးတော့ဂျပန်ရဲ့လေကြောင်းကာကွယ်ရေးထုံးမြင့်မှုနဲ့အမေရိကန်ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုဟန်တာကာကွယ်ဖို့ဂျိုးပန်းနေခြင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်ဝင်ကြီးချုပ်တက်ထာခအီချီလက်ထက်တရုတ်ဂျပန်ဆက်ဆံရေးကမတည်ငြိမ်မှုအမြင့်ဆုံးကိုရောက်ရှိနေပြီလို့ဆိုနိုင်ပါတယ်။ဒီတင်းမာမှုတွေရဲ့နောက်ဆုံးအကျိုးဆက်တွေကိုသုံးသပ်ရမယ်ဆိုရင်တော့ဒေတာရင်းစည်ရေးရှင်ပြိုင်မှုစီးပွားရေးစိန်ခေါ်မှုနဲ့ဥပဒေဆိုင်ရာအပြောင်းလဲစတဲ့ကဏ္ဍကြီးသုံးခုကိုရှုမြင်နိုင်ပါတယ်။ပထမဆုံးအနေနဲ့စည်ရေးရှင်ပြိုင်မှုကဏ္ဍမှာဆိုရင်အရှိတရုတ်ပင်လယ်နဲ့ထိုင်ဝမ်အနီးတစ်ဝိုက်ဟာ စ်အရှိန်မြင့်တက်လာတဲ့လေပူပေါင်းကြီးလိုဖြစ်လာနေပါတယ်။ဂျပန်ရဲ့ယိုနာဂူနီကျွန်းပေါ်မှာမြေပြင်မှာဝေဟင်ဖြစ်ဒုံးကျည်တွေဖြန့်ကျက်ချထားဖို့စီစဉ်နေခြင်းနဲ့ American Marine တပ်ဖွဲ့ကရှေ့တန်းလနဲ့တက်ဆင်ရင်းနဲ့စီဖြည်စခန်းကိုတီထောင်လိုက်ခြင်းတို့ကလေကြောင်းပြိပခါတွေဖြစ်ပေါ်နေတဲ့အလားအလာကိုပို့ပြီးတော့မြင့်တက်စေပါတယ်။ ဂျပန်တိုင်းလီယန်တွေကတရုတ်ပိုင်ဒရုန်းတွေကိုကြားဖြတ်ဟန်တားဖို့အတွက်အရေးပေါ်ပြန်တမ်းမှုတွေမကြာခဏပြုလုပ်နေရတာကြောင့်မတော်တဆထိတိုက်တွေးဆမှုတစ်ခုခု ဖြစ်ပွားနိုင်တဲ့အန်ဒီရဲကလည်းအများအားရှိနေပါတယ်။ဒါကြောင့်ဒီဒီသားကပထမဂျွန်းကွင်းဆက်ကိုကာကွယ်ဖို့အတွက်အင်အားကြီးနိုင်ငံရဲ့ဓာတ်ရိုက်စီရေးရှင်ပြိုင်မှုရဲ့အချက်အချာဖြစ်လာပါတယ်။ ဒုတိယချက်အနေနဲ့ဥပဒေဆိုင်ရာနဲ့နိုင်ငံရေးအကျိုးဆက်တွေကတော့ပို့ပြီးတော့ရှုပ်ထွေးပါတယ်။ဝန်ကြီးချုပ်တဲ့ဒေါက်တာအီချီရဲ့ထိုင်ဝမ်အပေါ်တရုတ်ရဲ့ကျူးကျော်မှုကဂျပန်ရဲ့တည်ရှိမှုကိုချိန်ချောင်းနိုင်တဲ့အန်ဒီရဲ့ဖြစ်တယ်လို့သတ်မှတ်နိုင်ကြောင်းပြောဆိုကြအောင်ဂျပန်ရဲ့စစ်ပီးခေတ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစည်းမျဉ်းတွေကိုစိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။2015ခုနှစ်ကဝန်ကြီးချုပ်ဟောင်ရှင်โซအာဘေရဲ့စူပေါင်းကာကွယ်ရေးမူဝါဒပြဋ္ဌာန်းချက်အရဂျပန်ဟာ မဟာမိတ်ကိုကုညီခွင့်ရခဲ့ပေမဲ့ဘယ်အခြေအနေကိုတည်ရှိမှုကိုချိန်ချောက်တဲ့အန်ဒီရဲလို့သတ်မှတ်မလဲဆိုတာမရှင်းလင်းသေးပါဘူး။ဒိုဂျိုအစိုးရကဒီစကားကိုပြန်ယူသိမ်းဖို့ဝင်လင်းနေတာကထိုင်ဝမ်အကြံတည်းဖြစ်လာတဲ့အခါမှာသူတို့ရဲ့စီရေးအရရွေးချယ်ခွင့်တွေကိုချဲ့ထွင်ထားကြလို့ဖြစ်ပါတယ်။ဒီလိုလိုချင်းကဒါကာအီချီရဲ့တရုတ်ကိုစန့်ကျင်တဲ့ခေါင်းဆောင်ခေါင်းဆိုတဲ့ပုံရိပ်ကိုပါမြင့်တင်ပေးလိုက်ပါတယ်။တတိယအချက်ကတော့စီးပွားရေးနဲ့စွမ်းအင်အကျိုးဆက်ဖြစ်ပါတယ်။တရုတ်ဟာခီးတွားလာလုပ်ငန်းကိုတိုင်းရိုက်ပြတ်မှတ်ထားခြင်းအ က်ပြီးမော်တော်ကားထုတ်လုပ်ရေးမှာအရေးပါတဲ့ရှားပါတတုတန်လိုက်တွေတင်ပို့မှုကိုကန့်သတ်နိုင်တယ်လို့ချိန်ချောင်းနိုင်ခဲ့ပါတယ်။ဒီလိုလိုရက်ကဂျပန်ရဲ့စီးပွားရေးကိုတိုင်းရိုက်ထိခိုက်စေဖို့အတွက်ဂျပန်နဲ့အမေရိကန်တို့ဟာတရုတ်အပေါ်မိခုံမှုကိုရှင်းချဖို့အတွက်ထောက်ပံ့ရေးကွင်းဆက်တွေကိုပြန်လည်ဖွဲ့စည်းဖို့ဖိအားပေးခံရတော့မှာဖြစ်ပါတယ်။ဒါရီယိုကြည့်ပြီးတော့ဆုံးဖြတ်လိုက်ရတာကတော့တရုတ်ရဲ့ရန်လိုမှုတွေက ဂျပန်ကိုစစ်အင်အားပြန်လဲတောင်းတင်းလာအောင်နဲ့အမေရိကန်ရဲ့ပုံမုံနီးကန်လာအောင်ထုံးပို့လိုက်တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။